လွန်ခဲ့သောရက်များအတွင်မလေးရှားတွင်ကျင်းပသည့်အရှိတောင်အာရှနိုင်ငံများအသည့်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီကာလတွင်မြန်မာ၏ကာလကြာမြင့်ပြီဖြစ်သောဘက်ဆုံအကြက်အဲကိုပုံမအယုံဆိုင်ရန်တောင်းဆိုမှုများရှိခဲ့သည်ထိုတောင်းဆိုမှုများတွင်တွယ်ဝိုက်ဖော်ပြသည့်အချက်မှာမြန်မာစစ်ကောင်းဆောင်မှု၏တနည်းအရတွင်နိုင်ငံတကာအတိုက်အဝန်းဖြင့်ဆက်ဆံနိုင်သည့်အလေအလတ်အုပ်စုတစုရှိသည်ဆိုသည့်အချက်ဖြစ်သည်ဘိုနီဝင်း၏ဆိုရှယ်လစ်စစ်အုပ်စု1988ခုနှစ်တွင်ပြိုလဲပြီးနောက်သတင်းမီဒီယာနှင့်ပညာရေးဆိုင်ရာစာတမ်းများတွင်မြန်မာစစ်တပ်အတွင် အလေအလက်အုပ်စုများကိုရည်ညွှန်းကိုးကားမှုများရှိသည်ထိုသဘောထားပြောင်းပြောင်းသူများသည်အခွင့်အလမ်းပေးပါကစစ်အုပ်စုအဆက်ဆက်ကိုလွှမ်းမိုးသည့်သဘောထားတဲမှသူများကိုဖြုတ်ထုတ်သို့မဟုတ်အလေအလက်ဩဇာကိုကျင့်သုံးနိုင်ပြီဟုပြောကြသည်ဥပမာအားဖြင့်နိုင်ငံတော်ညီဝဲပြည်ပြောင်းမှုတိဆောက်ရေးအဖွဲ့နာဝဒစစ်အုပ်စုကို1968ခုနှစ်တွင်ဖန်တီးပြီးနောက်လွတ်လပ်စွာပြောဆိုခွင့်နှင့်တင်းမင်းဖွဲ့စည်းခွင့်ကန့်သက်ချက်များဖြေလျှော့ခြင်းနှင့်စီးပွားရေးပြည်ပြောင်းလဲမှုများစတင်ခြင်းကထို့သို့သောမျှော်လင့်ချက်များကိုအားပေးသည် ဒေါ်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်ပြိုကမ်းပြိုနိုင်သည့်1990ပြည့်နှစ်ရွေးကောက်ပွဲများ၏ရလဒ်ကိုစေအုစုကအတိမတ်ပြုရန်ငြင်းပယ်ခြင်းရှိတော်လဲထို့သို့မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်နဝတာစေအုစုနှင့်၎င်းကို1998ခုနှစ်တွင်အစားထိုးသည့်နိုင်ငံတော်အေဂျင်စီအရင်းနှင့်ဖွံ့ဖြိုးရေးကောင်စီနာအဖအုပ်စုအောက်တွင်နိုင်ငံတော်၏ဩဇာအကြီးမားဆုံးထောက်လှမ်းရေးအဖွဲ့အကြီးအကဲပုံချုပ်ကြီးခင်ညွန့်ကိုပြည်ပဆောင်ပါရှင်များကအလေအလတ်ဖြစ်သည်ဟုမကြာခဏဖော်ပြကြသည်။အဓိကအားဖြင့်ထို့သို့ဖြစ်ရခြင်းမှာသူသည် မြန်မာ၏များပြားလာသောပြဿနာများကိုဝန်ခံရန်မြန်မာနှင့်ပြင်ပကဘာကြားပုံမထိတွေ့ဆက်ဆံမှုကိုတီးခံရန်ပြင်ဆင်ထားပုံရသောကြောင့်ဖြစ်သည်၂021ခုနှစ်တွင်စတင်သည့်စီကံပြေဝါသောဒီမိုကရေစီကစစ်တပ်အတွင်းမှအလဲလက်အင်အားစုများကိုပြုပြင်ပြောင်းလဲရေးအများအပြားကိုမိတ်ဆက်မည်ဆိုသည့်မျှော်လင့်ချက်များကိုအားပေးပြီးကာလတစ်ခုအထိထို့သို့ဖြစ်ခဲ့ပုံရသည်လွတ်တော်သစ်ကိုသဘောထားပြောင်းသူများနှင့်သဘောထားတင်မာသူများအကြားခက်ခက်ခဲခဲရှင်းဝင်ချာညှိထားပေးပြီး စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရှိကထိန်းချုပ်ထားသည်ဟုကြွညင်သူတဦးကဖော်ပြခဲ့သည်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်စစ်တပ်ကိုစစ်တမ်းလျားပြန်ပို့နိုင်သည့်အလဲအလက်များကိုမျော်လင့်သူမရှိသလောက်ပင်ဖြစ်သည်သဘောထားပြပြောင်းသူများသည်အကြက်အတဲ့အဆုံးသက်ရေးအတွက်တော့ကြက်ဖြစ်ပါသလားဟု၎င်းတို့မေးကြသည်သို့သောထိုးသို့သောအုပ်စုရှိသည်သို့မဟုတ်ထိုးသို့ရှိပါကစစ်မှန်သောအပြောင်းအလဲလုပ်ရန်အနေထားသို့ရောက်မည်ဆိုသည့်မြည်သည့်အထောက်အထားများမပြသပါဘီစစ်တပ်အတွင်အပြန်အလှန်ဆက်ဆံမှုစနစ်သည်အမြဲတမ်းမမြင်သာပဲ နှစ်ပေါင်းများစွာကြာလာသောအခါစစ်တပ်အထက်အောက်အစစ်စင်တွင်တခါတရံအမြင်အမျိုးမျိုးပါဝင်သည့်လက္ခဏာများရှိသည်အစစ်မြင့်အရာရှိအားလုံးသည်နိုင်ငံရေးနှင့်စီးပွားရေးပြည်ပြောင်းလဲမှုကိုစန့်ကျင်သည်မဟုတ်ဘဲအစိုးရတွင်လူထုပုံမပါဝင်ခြင်းကို၎င်းတို့ကြိုးဆိုသည်ဟုဖော်ပြသည့်ကိစ္စများကိုပေါကလိကအနေဖြင့်ဖြစ်စေလူသိချင်ကြဖြစ်စေအခအားလျော်စွာ ပြောလာကြသည်အ ਨੇ စုံ2021ခုနှစ်အထိစစ်တပ်၏အစစ်မြင့်အမိန့်ပေးကုတ်ကဲမှုသည်နိုင်ငံကို၎င်းတို့ရှုတ်ကန်မှုကိုတဖြည်းဖြည်းဖြေလျှော့ရန်နှင့် အစိုးရနေပြည်သူများကလွတ်လပ်မှုကိုပုံပေါ်ကျင့်သုံးရန်စဉ်စားပြင်ဆင်ကြသည်မြို့သူဆိုစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို2008ခုနှစ်တွင်စတင်မိတ်ဆက်ပြီးဒေါအောင်ဆန်းစုကြည်၏လူမှုရွေးချယ်သည့်အစိုးရကို2016ခုနှစ်နှင့်2020ပြည့်နှစ်ကြားတွင်စစ်တပ်နှင့်အစိုးရအာဏာမျှဝေခွင့်ပေးခဲ့သည်မှာနားအဖဖြစ်သည်ထို့သောဆိုတော်လဲစစ်တပ်အတွင်သဘောထားပြပြောင်းသူများနှင့်သဘောထားတင်းမာသူများဆိုသည့်သူများကြား꽌ပြရှာနာမှုပုံမှုပုံကြီးမချက်တင်ပေမော်တန်ပက်ဒါဆန်က အမြင်မှလက်တွေ့ချိတ်ဆက်မှုသည်ရှုပ်ထွေးပြီးမတူညီသောပြဿနာများတွင်အတွင်းသရုပ်အရာခြေနောက်ညင်ညွတ်သည်ဟုရေးသားခဲ့သည်ပုံပေါ်အရေးကြီးသည့်အချက်မှာပုံချုပ်များသည်၎င်းတို့အရှင်းရှင်းအကြားညင်းခုံကြတော့လဲစစ်တပ်သည်အမျိုးသားရေးတွင်အ धिक အခမ်းမှပါဝင်ရန်လိုအပ်ခြင်းသို့မဟုတ်စစ်ကောင်းဆောင်များအမြင်အရနိုင်ငံညင်ညွတ်ရေးတည်ငြိမ်ရေးနှင့်အချုပ်အခြာကိုအာမခံသူအဖြစ်ပြုမူရန်လိုအပ်ခြင်းစသည့်အခြေခံမူဝါဒပြဿနာများနှင့်ပတ်သက်သည့်လေးနက်သောသဘောထားကွဲလွဲမှုမရှိပေလက်တွေ့တွင်တာဝန်အရေးသုံးပါးကိုစေအုပ်စုကမကြသိမ့်မီကထပ်မံအတည်ပြုသည် ထိုအချက်အရမြန်မာစစ်ကောင်းဆောင်ပိုင်းကိုသဘောထားတင်းမာသူများဖြစ်တာအမြဲတမ်းဖွဲ့စည်းထားသည်မြန်မာကိုကယ်ဆယ်နိုင်သူအဖြစ်လေ့လာသူအများအပြားမြင်ကြသည့်ဗိုလ်ချုပ်ကြီးခင်ညွန့်သည်နိုင်ငံ၏ပြည်သူများကိုရက်ဆက်ကြမ်းကြုတ်စွာဖိနှိပ်သည့်ကြီးမားသောထောက်လှမ်းရေးရန်တော်၏ညတာမှုကင်းမဲ့သောခေါင်းဆောင်အဖြစ်နှစ်ပေါင်း20ကျော်လောက်ကင်ခဲ့သည်2011ခုနှစ်တွင်စီကံပြေဝသောဒီမိုကရေစီကိုစတင်မိတ်ဆက်ခြင်းနှင့်ဒေါ်ဆန်းစုကြည်ကို2015ခုနှစ်တွင်ရွေးကောက်ခြင်းကိုလည်းသဘောထားပြည်ပြောင်းသူများအတွက်အောင်ပွဲအဖြစ်ယူဆကြတော်လဲထိုကိစ္စများသည် ်စစ်တပ်၏အကျိုးစီးပွားနှင့်ကိုက်ညီသောကြောင့်သာထိုသို့သောဖြစ်ရပ်များဖြစ်လာသည်ကိုတတိယသိသည်ထိုကိစ္စများသည်နိုင်ငံ၏စစ်တပ်အတွက်အကျိုးကျေးဇူးရှိစေသည်ဟုမြင်ကြသောကြောင့်ဗိုလ်ချုပ်များသည်ထိုကိစ္စများဖြစ်ခွင့်ပေးနိုင်လောက်အောင်နိုင်ငံကိုလုံလုံလောက်လောက်ထိန်းချုပ်ထားနိုင်သည်ဟုဗိုလ်ချုပ်များခန့်စားခဲ့သောကြောင့်ဖြစ်သည်တည်င်းသမားများနှင့်တက်ကြွလှုပ်ရှားသူများတခါတရံဖော်ပြတဲ့ကဲ့သို့စစ်တပ်သည်ကိစ္စအားလုံးနှင့်သဘောတူညီကြသူများမြည်သည့်အခါကားများမဖြစ်ခဲ့ပေစစ်ကောင်းဆောင်ပိုင်းသည်အရရာတွင်သဘောထားကွဲလွဲကြသည် မြည်သည့်ကြီးမားသောအဖွဲ့အစည်းမဆိုကဲ့သို့ပင်ကိစ္စအများအပြားတွင် မတူညီသောအမြင်များရှိကြသည်သို့သောဗိုလ်ချုပ်များသည်အမျိုးသားရေးရာတွင်စစ်တပ်သည်နိုင်ငံကိုထိထိရရောက်ထိန်းချုပ်မှုလိုအပ်သည်စသည့်အ धिक ကြသည့်ယုံကြည်မှုများတွင်တူညီကြသည်စစ်ကောင်းဆောင်မင်းအောင်လှိုင်အောက်တွင်လက်ရှိတာဝန်ထမ်းဆောင်နေသည့်အရာရှိများသည်သူ၏တင်းမာသောသဘောထားကိုမေးခွန်းမထုတ်ဘဲတစ္ဆာခံခြင်းနှင့်လက်ခံခြင်းကြောင့်၎င်းတို့ယာတို့များကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်ထို့သောစဉ်းစားပြီး ပြည်ပအစိုးရများနိုင်ငံတကာအဖွဲ့အစည်းများနဲ့အခြားသူများကမြန်မာတွင်တွေ့ဆုံဆွေးနွေးရေးအပေးအယူလုပ်ရေးနှင့်အာဏာခွဲဝေရေးတောင်းဆိုခြင်းသည်လိုရာဆွေးတွေ့ခြင်းဖြစ်သည်ဟုတတ်မှတ်ရမည်ဖြစ်ပေသည်။ဆောင်းပါရှင်အန်ဒရူးဆက်အယဝရီမှဘာသာပြန်ထားခြင်းဖြစ်ပါသည်။အဆုံးထိနားထောင်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်